င်္ဂလာပါရှင်။အင်ပြန်လန်းချန်နယ်ကနေပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ခါမှမျှဝေတင်ဆက်ပေးသွားချင်တာကတော့ ARB Barmis News မှာပါရှိတဲ့စောင်းပါတစ်ပုဒ်ဖြစ်ပါတယ်။စောင်းပါခေါင်းစဉ်ကအညာကငလျင်ပေးစာဖြစ်ပါတယ်။စောင်းပါရှင်ကတော့တာဦးဖြစ်ပါတယ်ရှင်။ဒီစောင်းပါကိုကျမတို့အင်ပြန်လန်းချန်နယ်ကနေပြန်လည်မျှဝေခွင့်ပြုဖို့စောင်းပါရှင်နဲ့ ARB Barmis News တို့ကိုဒီညကနေပဲလေးစားစွာနဲ့ခွင့်တောင်းလိုက်ပါရစေရှင်။နားဆင်ကြကြရအောင်။ အညာကငလျင်ပေးစာခရီးစားထွက်လာတော့ကထံကုံ၃လလောက်ပါဆိုပြီးရန်ကုန်မန္တလေးသခိုင်းမြင်းမူချောင်းဦးမုံရွာကနေခြေတော့ဘွေပောက်ပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်နောက်မခအနီးအလုံမျိုးထိပါ ရောက်သွားပါတယ်ဒါပေမဲ့ပြန်မထွက်နိုင်ဖြစ်ပြီးတောင်းတင်နေပါတယ်။တောင်းတင်ရတဲ့အကြောင်းရင်းကပထမတော့ ိုက်ပွဲတွေကြောင်းဖြစ်ပြီးလက်ရှိကတော့ငန်းလျင်ကြောင်းပါမုံရွာနဲ့သကိုင်းကြားနှစ်ဖက်ပြက်ခတ်တိုက်ခိုက်မှုတွေစစ်ကောင်စီလေတပ်ကအကြောင်းမဲ့ပုံကျဲတာတွေလမ်းကစစ်စေးရေးဂိတ်တွေမှာ ပေါ်တာဆွဲတာတွေကြောင့်မုံရွာကနေအပြင်ထွက်လို့သူတွေဟာမုံရွာလေစိတ်ကနေလေချောင်းနဲ့မန္တလေးကိုကူပြီးလိုရခရီးဆက်ကြတာလုံခြုံပါတယ်အဲ့ဒီလမ်းချောင်းကို ရွေးတာများပါတယ် အဲ့ဒီလမ်းကြောင်းဟာလေရန်ကုန်မန္တလေးအဝေးပြေးလမ်းမကြီးနထိုးကြီးမိုင်တိုင်နားမှာတိုက်ပွဲတွေကြောင့်ရန်ကုန်ကူးဖို့ခက်ကုန်ပါတယ်။မဖြစ်မနေသွားရမယ့်သူတွေကလွဲလို့တော်ယုံမသွားရဲကြတော့ပါဘူး။ဒါနဲ့မုံရွာကနေမန္တလေးကို လေကြောင်းနဲ့သွားမန္တလေးကနေရန်ကုန်ကိုကားနဲ့သွားမယ်ဆိုပြီး အစီအစဉ်ဆွဲထားတာမတ်လ28ရက်နေ့မှာ ပြတ်ပါတယ်။ငန်းလျင်ကြောင့်ပါ အသည့်မိတ်ဆွေတွေကဆိုငလင်ကြောင့်မန္တလေးလေစိတ်ပျက်စီးလို့ခရီးစဉ်ဖြတ်သိမ်းတယ်ဆိုပြီးမုံရွာလေစိတ်ကနေပြန်လာရပါတယ်။တယောက်ကလည်းလမ်းတစ်ဝက်မှာငလင်လှုပ်လို့အိမ်လက်ပြန်လာရတာရှိပါတယ်။တယောက်ကတော့နေချင်းပေါက်ခရီးကိုငလင်ကြောင့်လမ်းကုတ်လက်မှာတညအိတ်လိုက်ရပါတယ်။မန္တလေးနေပြည်တော်နဲ့စကိုင်းထက်ဆိုင်မုံရွာကတိတ်မဆိုးတဲ့အဆင်လောက်လို့ ကျွန်တော်ပညာရှင်မဟုတ်ပေမဲ့အဲ့ဒီလိုပဲယူဆပါတယ်။တိုက်တွေအကွဲကုံနာတွေရှိသလိုငလင်လှူရှားမှုကိုလည်းတိတိတသားကြီးသိရှိရတာကိုတွေ့ပါ။နောက်ဆက်တွဲငလင်အပြော့စားတွေလည်းလှုပ်နေသေးပါ။ငလင်ဆလှုပ်ပြီးဆိုတာနဲ့ပြည့်စစ်မီပြတ်တောက်သွားပါတယ်။လှုပ်တာ9မိနစ်ခန့်ကြာပါတယ်။စိတ်ပူပြီးဖုန်းတွေခေါ်တော့ဖုန်းလိုင်းတွေလည်းပြတ်တောက်ကုန်ပါပြီ။အင်တာနက်မရတော့တဲ့အတွက်ငလင်ဘဟုချက်ကိုလည်းမသိ ထိခိုက်ပျက်စီးမှုဘလို့ဆိုတာတွေလည်းမသိသတင်းအချက်အလက်တွေလုံးဝမရပဲဖြစ်နေခဲ့ပါတယ် MPD စင်ကတ်တွေကလုံးဝအလုံးမလုံးတော့ပဲ Oridu ဖုန်းကတ်ကတော့ရတစ်ချက်မရတစ်ချက်ဖြစ်နေပါတယ်သူပြောတာကိုမကြားကိုပြောတာသူမကြားစကားဆက်ကုန်းမှာနှခွန်းလောက်ပဲပုပ်ပတ်ဒီပတ်ကြားရပါတယ်ကိုနေတဲ့အရင်ချိန်နေလက်ပတ်ကြည့်ရှုတော့နယံတွေထောက်တန်းတွေအတော်အကွဲကုန်ပါတယ်ငလျင်နောက်ဆက်တွဲတွေလာလို့ လမ်းမပေါ်ပြေးထွက်ရတာကလည်းည9နာရီလောက်အထိပါပဲပထမဆုံးရန်ကုန်ကမိတ်ဆွေတွေနဲ့အဆက်အသွယ်ရပြီးသူတို့စီမှာတော့အချိန်နေမစိုးချောင်းပြောပါရယ်ညဘက်ကျတော့မိုဘိုင်းဒေတာကတဆင့်အင်တာနက်လိုင်းမိလာပေမဲ့ဖတ်ကျင်တာရှာဖတ်လို့မရပါဘူးလှုပ်ပြီးနှစ်ရက်ကြာတဲ့အထိငလျင်ဗဟုချက်ကိုမသိပါဘူးရန်ကုန်ကမိတ်ဆွေကိုတရင်ချက်လက်တွေဘိုင်ဘာကနေပို့ပေးထားဖို့ပြောလို့ အချက်လက်တွေစသိရပါတယ်။စာလောက်ပဲဖတ်လို့ရပြီးပုံတွေဗီဒီယိုဖိုင်တွေကြည့်လို့မရပါဘူး။အင်တာနက်ရတဲ့အချိန် Viber နဲ့ Telegram နှစ်ခုသာ line ပွင့်ပါတယ်။ ASME လုံးလုံးပြတ်တောက်နေပြီး mobile phone တွေကိုအာသွင်းတဲ့ power bank ကလည်းအကုန်ပါပြီ။ laptop ကတော့ battery လုံးလုံးမရှိတော့ပါ။တောင်းရည်လဲပြတ်တောက်ပြီးမှမီးစက်ငါပြီးရေတင်ခိုင်းရပါတယ်။ ငလင်းဆလုတ်ကလေးကပြတ်တောက်သွားတဲ့လက်စစ်မီးဟာဧပြီလ၁ရက်နေ့ညရောက်မှ ပြန်ရပါတယ်။ဒါတောင်အကုန်ဝိုင်းပြီးအာသွင်းကြရေတင်ကြဖွင့်ကြလို့လားမသိ။ transformer နှလုံးရှေ့စဉ်နောက်စဉ်ထပေါက်ကွဲတာနဲ့မီးကပြန်ပြတ်နေပါတယ်။မိဘဆွေမျိုးသားချင်းမိတ်ဆွေများနဲ့ဖုံးအဆက်အသွယ်မရပါ။ အတန်တဖြစ်လဲတယ်လီနောကလိုင်းမိရဲဆိုလို့စင်ကတ်တွေရှာဝဲပြီးပြောင်းထည့်ရပါတယ်။မိုက်တယ်လဲလိုင်းမိပေမဲ့စစ်တပ်ပိုင်မှုမတုံးကြသလောက်ပါပဲ။အဆက်အသွယ်နည်းနည်းရတော့တချို့ကလည်းအချိန်နေကောင်းတယ်ဆိုလို့ဝမ်းသာရပါတယ်။တချို့ကလည်းဆူဆူဝါဝါကြုံကြတယ်ဆိုတော့စိတ်မကောင်းပြန်ပါဘူး။ဖုန်းလိုင်းပြန်မိတယ်ဆိုပေမဲ့ရှင်းရှင်းလင်းလင်းမဟုတ်ပါဘူး။ပြတ်တောင်းပြတ်တောင်းပါ။ဒါကြောင့် ။တချို့ကိစ္စတွေလိပ်ပတ်လဲအောင်မသိရဖြစ်နေပါတယ်။နေပြည်တော်မှာဆွေမျိုးတွေကတယောက်ကတော့မူဂျိုဆ iam မဖြစ်ပြီးကလေးတွေကိုကာကွယ်ရင်းမျက်နှာချက်ကမီးဆိုင်ပြုတ်ကြလို့ခေါင်းကွဲသွားပါတဲ့။တယောက်ကတော့စေးယုံမှာဆ iam ဝန်နဲ့ချိန်ထားလို့သွားပြတာ။ဆ iam ဝန်ပေါ်မလာတာနဲ့အိမ်ပြန်လာခဲ့တာကံကောင်းသွားပါတဲ့။သူပြမဲ့စေးယုံအောက်ထပ်ပြူသွားတာပါ။စကိုင်းကအတိတယောက်ကတော့ သူ့အပြင်သွားနေတော့ငလင်လှုပ်တာနဲ့သူ့ဖွင့်ထားတဲ့ဆိုင်ပြူကြပါတယ်။သူ့အမဝင်းတန်းတူးနဲ့ဆိုင်ကိုလာတဲ့ဖောက်တဲ့သုံးဦးသေဆုံးသွားပါတယ်။သူ့တူမကတော့ဒဏ်ရာရပြီးအာယုံကြောထိခိုက်သွားလို့လက်တဖက်မလုံနိုင်တော့ပါဘူးတဲ့။ဘာအကူကြီးမှလည်းရောက်မလာပါဘူး။သူ့စီဖုန်းတွေတောက်လျှောက်ဆက်နေပေမဲ့ဧပြီလ၂ရက်နေ့မှအဆက်အသွယ်ရပြီးအဲ့ဒီအခြေအနေတွေသိရတာပါ။ ရင်ပေါ်ချက်မှာမွေနဲ့တံမိုးရှိပစ္စည်းတွေ ရှိနေတော့တခြားနေရာမသွားနိုင်ပဲပြိုနေတဲ့အိမ်ရှိမှာပဲကားကိုအိမ်လုတ်ပြီးနေရကြောင်းနောက်ဆက်တွဲငလင်တွေလုတ်နေတာကြောင့်ပြိုလက်ဆတိုက်ပေါ်လဲတက်မရှာရဲကြောင်းအိမ်မှာတူလောင်ထားတဲ့ဆန်အိတ်တွေလာယူကြတာလဲမတားဝန်းလို့ပေးလိုက်ရကြောင်းပြောပါတယ်ပြိုလက်ဆတိုက်ရှိမှာပဲကားပေါ်အိတ်ကားပေါ်စားနေကြရပါတယ်စားစရာကိုတော့ ခြေအနေကောင်းတဲ့အိမ်တွေကလာပေးတာကို စားကြရပါတယ်။အဝတ်အစားကတော့လဲစရာကို မရှိတော့ဘူးပြောလို့အားချင်းအဝတ်အထည်တွေဝယ်ချမ်းထုတ်ပိုးပြီးပို့လိုက်ပါတယ်။မဝေးတဲ့ခရီးပဲမဲ့လမ်းချင်းတွေအရဒီနေ့ရောက်ချင်မှရောက်မယ်။မနှက်ပြန်မှရောက်ချင်ရောက်မယ်လို့ကားလိုင်းကလည်းပြောပါတယ်။သူဟာကိုပိုင်ကားကိုတိုင်မောင်းပြီးကြော့ကြော့လေးနေတဲ့သူပါ။ စကိုင်းကိုသွားလဲရင်အလွန်အဲ့ဝတ်ကျေသူပါ။ကျမအခုတော့လမ်းဘေးရောက်နေပြီလို့သူကပြောပါတယ်။ဒီဘက်ကအစိုးကြီးမဟုတ်လို့ခေါ်ထားမယ်ဆိုပြန်တော့လေ။သူ့အိမ်အပေါ်တက်ကတမိုးရှိပစ္စည်းနဲ့ငွေတွေကထားပြစ်ခဲ့လို့စိတ်မချရ။အဲ့ဒီတော့တိုက်ပြူရှိကားထဲနေပြီးသူ့အိမ်သူ ပြန်ပြီးကင်းဆောင်နေရတယ်လို့ပြောရတော့မှာပါပဲ။ ျော်လက်ဆသူ့အိမ်ကို ရန်တရားနဲ့ဖော်မှုဆက်သွဲတော့မွေးချက်သိန်းတရားပေးရမယ်ဆိုတာနဲ့လက်မှန်ချနေရပါတယ်။အင်တာနက်ရတော့ Facebook တခွင်လှည့်ပတ်ကြည့်တော့တချို့တိုက်တွေကို ပြန်ဖော်ဖို့သိန်း၄၀၀အထိတောင်းတာတွေ့ရပါတယ်။အခုဖော်ပြတာက မုံရွာကနေတဆင့်ကိုမိတ်ဆွေအတိုင်းဝိုင်းနဲ့အဆက်အသွယ်ရသလောက်ရေးပြတာဖြစ်ပြီးတော့ မန္တလေး၊စကိုင်း၊နေပြည်တော်တို့မှာပြောစရာစကားမရှိအောင်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေအများကြီးပါ။ငလင်လှုပ်ပြီးနောက်တနေ့မနက်အစောကြီးမှာအနောက်မြောက်တိုင်းစစ်တာနာကျုပ်ဘက်ကစက်တက်လေးထီးတစ်စင်းတက်လာပါရယ်။ကင်ထောက်ဖို့ဆိုရင်ဒရုန်းလောက်ဆိုရတယ်ဆိုတာအတွေ့အကြုံအရသိပေမဲ့စက်တက်လေးထီးဆိုတော့စိတ်ထဲထင်ပါရယ်။ညာဘက်အင်တာနက်လိုင်းမိချိန်ရှာဖတ်တော့ ချောင်းဦးကရွာတချို့ကိုဘုံသွားကျဲတယ်လို့သိရပါတယ်။ချောင်းဦးလည်းမလင်တန်းထိထားပါတယ်။လျှက်စစ်မီနည်းနည်းပြန်ရလာဖုံးစင်ကတ်တွေလဲထည့်ပြီးအချက်လက်တွေပူတိလာရတော့တတော်ကို တုံလှုပ်မိပါတယ်။လက်တလုံးနေထိုင်တဲ့တိုက်ကလည်းတတော်ကြီးကို အကြောင်းထားနေပါပြီ။အင်တာနက်လိုင်းမီတိုင်းငလင်သတင်းတွေကိုလည်းမပြတ်ဖတ်နေရပါတယ်။ လှုပ်ချက်ပြင်းရင်ထပြေးဖို့အထောက်ကလည်းပြင်ထားရပါတယ်။အင်တာနက်လိုင်းမိတဲ့အချိန်ဖတ်မိကြည့်မိသမျှကြောင့်အဲ့လိုလည်းမပြောနိုင်ပါဘူး။အဲ့မပြောလို့ခုံပေါ်ထိုင်နေရင်လည်းနောက်ဆက်တွဲငလျင်အသေးစားတွေကိုသိနေရပါတယ်။ငလျင်စိတ်တစဖြစ်နေသလားဆိုပြီးအနီးနားကလူတွေကို မေးပြီးအတည်ပြုရပါတယ်။ဆရာနာတိမ်မှုကြောင့်ဒုက္ခရောက်နေရတဲ့အထဲမွေးပူရကင်းမောင်းဆိုသလို ငလင်ကြောင့်ပါရုပ်ဝိတ္ထုပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအများကြီးပြန်လည်ထူထောင်ရတော့မှာဖြစ်ပါတယ်။အကုန်တက်ကပြန်ဆရမယ့်အခြေအနေပါ။ခုနကမိတ်ဆွေပြောသလိုကျမအခုတော့လမ်းပေးရောက်နေပြီဆိုတာလိုမျိုး Facebook ကတယောက်ရေးသလိုဘဝမှာသူများစီကတောင်းစာပလက်ဖောင်းခေါင်းအုံးဓာတ်တိုင်သေးပန်းရတဲ့ဘဝရောက်လိမ့်မယ်လို့မထင်မိခဲ့ဘူးဆိုသူတွေအများကြီးပါ။ အကူအညီရဖို့ကတော့စစ်ကောင်ဆောင်မင်းအောင်လိုင်းနဲ့စစ်ကောင်စီကလည်းခံပြပဲ ဖြစ်ပြီးသူတို့နေပြည်တော်မှာကိုကအတော်ထိထားတော့သူတို့ဟာသူတို့နဲ့တင်လက်လည်းမဲမထင်ပါဘူးနောက်ဆုံးတော့ပြည်သူမှာပြည်သူပဲရှိတယ်ဆိုပြီးငလင်ဘေးကနေကိုကြီးယုံထားရဖို့ပဲရှိပါတယ်